တင်ဘန်မှန်အပ်ထားရင်ဖက်ရှင်နေဘယ်ရောက်သွားလဲအများစုကတော့ဘန်ရဲ့အခန်းကြီးတွေကမိခင်တာထဲမှာထည့်ထားတယ်လို့ထင်ကြတာပေါ့တကယ်တော့အဲ့လိုမဟုတ်ပါဘူးအားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်္ဂလာတထီလောင်းစီစဉ်တထီဥရွှေဥဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဘန်တွေဘလို့ဖက်ရှင်ရှာလဲဆိုတာကိုပြောပြသားပါမယ်ဘန်ဆိုတာဖက်ရှင်စုထားတဲ့လူတွေစီကဖက်ရှင်ယူပြီးဖက်ရှင်လိုအပ်တဲ့လူတွေကိုပြန်ချီးပြီးတဲ့ငွေချေးပွဲစားတယောက်လိုပါပဲ။ ို့မှန်ကိုကဘန်မှာဖတ်ဆန်တသိန်းအထားလိုက်တယ်ဆိုပါစို့အဲ့ဒီတော့ဘန်ကကိုကိုအတိုးလေးနည်းနည်းပြန်ပေးပါတယ်ဒါပေမဲ့ဘန်ကကိုအပ်ထားတဲ့ဖတ်ဆန်တွေကိုမိခင်တားအခန်းထဲမှာတင်ထားတာမဟုတ်ပါဘူးအိမ်ဝယ်ရင်နဲ့တူကားဝယ်ရင်နဲ့တူဒါမှမဟုတ်စီးပွားရေးလုပ်ချင်လို့ဖတ်ဆန်လုံနေတဲ့လူတွေကိုအတိုးနဲ့ပြန်ချေးပေးပါတယ်ဒီလိုခြေလို့ရတဲ့အတိုးငွေတဲ့အားမှာကိုကိုအတိုးပြန်ပေးပြီးတန်တဲ့အတိုးငွေကိုဘဏ်ကအမျက်နေနေယူလိုက်ပါတယ်။ ဒါဆိုကိုပတ်စံလို့လို့ဘန်ကပြန်ထုတ်ရင်ဘယ်လိုလုပ်မလဲဆိုတော့မေးစရာရှိတာပေါ့ဘန်တွေကလူတိုင်းတပြိုင်တည်းတည်းပတ်စံထုတ်မှာမဟုတ်ဘူးဆိုတာသိထားတဲ့အတွက်အထားတဲ့ပတ်စံရဲ့တစိ့တပိုင်းကိုပဲတင်ထားပါလေကျန်တဲ့ပတ်စံတွေကတော့လူတွေကိုအတိုးနဲ့ပြန်ချိစားတာပါဆိုတော့ဘန်ရဲ့အလုပ်ကပတ်စံကိုအထားရုံတတ်တတ်မဟုတ်ဘဲပတ်စံအတူတွေနဲ့ပတ်စံလို့တဲ့သူတွေကိုထိတ်ဆက်ပေးတာပဲဖြစ်ပါတယ်ဒါကြောင့်ဘန်မာကိုအပ်ထားတဲ့ပတ်စံတွေကမငြိမ်မသက်ပဲ အမြဲတမ်းလှုပ်လှုပ်နေတာဖြစ်ပါတယ်။ဒီလိုမျိုးဝင်းကြီးကြီးနဲ့ပတ်သက်တဲ့ဘုဒ္ဓတရားရာတွေအချောင်းရာတွေတည်နေဆိုရင်တော့ကျွန်တော်တို့မင်္ဂလာညို့ချန်နယ်ကို like and share လုပ်တာဖို့မမေ့ပါနဲ့နော်။နောက်တစ်ပတ်မှပြန်တွေ့ပါမယ်။